စင်ကူးမျိုးပေါ်ကကျပ်ဖော့ပါတီယုံကိုစစ်တပ်ကလေးနဲ့ပုံကျဲတိုက်ခိုက်တဲ့တဲ့င်းကိုဖော်ပြပေးပါမယ်။မာတရီတိုင်းစင်ကူးမျိုးပေါ်ကကျပ်ဖော့ပါတီယုံကိုအကျန်းဖက်စစ်တပ်ကလေးနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ပြည်ဦးလင်ခရိုင်ပကဖောက်မှာတာဝန်ရှိသူတူကပြောဆိုထားပါတယ်။ဇွန်လ29ရက်ည10:00နာရီခန့်ကစင်ကူးမျိုးပေါ်ကကျပ်ဖော့ပါတီယုံကိုအကျန်းဖက်စစ်တပ်ရဲ့တရဲဦးလီတပ်မှတက်လာတဲ့ MiG-29 Jet Fighter စီးနဲ့လေးချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာကျန်းဖော့ပါတီယုံအစအုပ်ထိမှန်ဖြက်ရှိခဲ့ပြီးပြည်သူများအထိခိုက်မရှိကြောင်းသိရပါဗျ။ဆင်ကုမြို့ပေါ်ကျန်းဖော့ပါတီယုံကိုအကြမ်းဖက်စစ်တပ်ရဲ့တရဲဦးတွေကတက်လာတဲ့ MiG-29 Jet Fighter တစ်စီးနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားတာပါ။ကျန်းဖော့ပါတီယုံအစအုပ်တစ်ခုထိမှန်ဖြက်ရှိပြီးပြည်သူတွေအထိခိုက်မရှိပါဘူးလို့ပြည်ဦးရင်ခရိုင်ပကဖမှာတာဝန်ရှိသူတူကပြောဆိုထားတာပဲဖြစ်ပါတယ်။ ပြည်သူများအနေနဲ့ဂျမ်ဖက်စစ်ကောင်စီတပ်နဲ့ဝေးရမှာနေထိုင်ကြဖို့နဲ့လေကြောင်းရကာကွယ်နိုင်ဖို့အတွက်ဘုံခုချင်းများတူထားကြဖို့ပြည်ဦးလင်ခရိုင်ပကဖကအတိပေးနှိုးဆော်ထားပါတယ်။ကမ်ဘလူမြို့နယ်မှာ၄ရက်အတွင်းပြည်သူစစ်တပ်ဦးတပ်ဖြတ်ခံရတဲ့အကြောင်းကိုလည်းဆက်ပြီးပြောပါမယ်။စကိုင်းတိုင်းကမ်ဘလူမြို့နယ်ဇီးကုန်းမြို့နီကိုပတ်လည်စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီနဲ့ပြူစောတီအုပ်စုက၄ရက်အတွင်းစုစုပေါင်းဒေသခံစစ်တပ်ဦးကိုတပ်ဖြတ်ထားတယ်လို့သိရပါတယ်။ပြည်ခဲ့တဲ့ဇွန်လ23ရက်နေ့ကစလို့ကမ်ဘလူမြို့နယ်ဇီးကုန်းမြို့နီကတပြေတာဖို့ကုန်း ကျောင်းကုန်းရွာဘက်တွေကိုအင်အားတရာကျော်နဲ့စစ်အုပ်စုကစစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။လေးရအတွင်းမှာအသက်30ကနေ50ရွယ်တွေဖြစ်တဲ့တပြေးသားရွာကအမျိုးသား9ဦး၊ကျောင်းကုန်းရွာကအမျိုးသား3ဦး၊ဖိုးကုန်းရွာက2ဦးနဲ့နောက်ထပ်အမည်မသိအမျိုးသား2ဦးတို့တပ်ဖြတ်ခံခဲ့ရတာလို့ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ Infinity Group ကထုတ်ပြန်ထားပါတယ်။တင်းနှင်းစင်းတွေကိုစစ်ကြောင်းထိုးခိုင်းနေတာပါ။ဇီးကုန်းမြို့နာမှာတိုက်ပွဲလည်းဖြစ်တယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်2ဦးကပြောပါတယ်။ဒါပြင်ကတ်မလူမျိုးပတ်လည်မှာလည်း တင်ငန်းဝယ်ပြူစောထီကောင်းဆောင်ဝါသဝစစ်ကြောင်းကစစ်ကြောင်းထိုးတာတွေရှိတယ်လို့ဒေတာတွင်တရေရင်မြစ်တွေကပြောပါရယ်စစ်ကောင်းစီကလည်းဇွန်လ23ရက်နေ့ကကမ်းဘလူမြို့နယ်မှာပြူစောထီတွေတင်နှန်းဆင်းတဲ့အကြောင်းဖော်ပြထားပါရယ်ပဲခူးတိုင်းရှိပိုင်းရန်ကုန်မန္တလေးလမ်းဟောင်းမှာစစ်ကောင်းစီရဲ့ကင်းစခန်းတွေကိုစစ်တောင်းမြဝမ်းမှာအခြေစိုက်တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေကဇွန်လ24ရက်နေ့ညပိုင်းမှာစီးနှင်းတိုက်ခိုက်ခဲ့ရမှာစစ်တပ်အတွက်ထိခိုက်ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပါတယ် အဆိုပါညတိုက်ပွဲမှာ PDF တွေကကင်းစကန်ခုနှစ်ခုကိုတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးကြံတစ်ခုကို drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါထို့တူဇွန်လ26ရက်နေ့ကလည်းပဲခူးတိုင်းကြောက်ကြီးမြို့နယ်အတွင်းစစ်ကောင်စီရဲ့စစ်ကြောင်းတွေကို KNU နဲ့ PDF တို့ကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးစစ်တုံးမှန်20ကျော်ကိုဖမ်းဆီးမိခဲ့ပါတယ်စစ်စင်တိုက်ခိုက်မှုတွေကိုပဲခူးတိုင်းခြေဆိုင် PDF များနဲ့ KN မျိုးသားစီယုံ KNU တပ်မှ3လောက်ခံတပ်ဖွဲ့ဝင်တွေကပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ရန်ကုန်မန္တလေးလမ်းဟောင်းရှိစစ်ကောင်စီစခန်းများစီးနင်းမိရှုခံရပြီးတပ်ဖွဲ့ဝင်များအဖမ်းခံရတဲ့အကြောင်းရင်းကစိတ်ဝင်စားပွဲမေကွန်ထောက်ရမယ့်ကိစ္စဖြစ်ပြီး PDM များအတွက်စစ်တောင်းမြေဝဲမှာတိုးတက်လာတဲ့စီးရေးအောင်ပွဲလည်းဖြစ်ပါတယ်။ပဲခူးတိုင်းအရှိပိုင်းမှာရန်ကုန်မန္တလေးအမြန်လမ်းနဲ့ရန်ကုန်မန္တလေးအမှတ်၄လမ်းလို့ခေါ်တဲ့လမ်းဟောင်းရှိပြီးလမ်းဟောင်းရဲ့အရှိတ်ဘက်9မိုင်ခန့်အကွာမှာစစ်တောင်းမြေရှိနေပါတယ်။ PDM များဟာလမ်းဟောင်းနဲ့စစ်တောင်းမြေကြားမှာအခြေစိုက်လှုပ်ရှားကြပြီး စစ်တောင်းမြေအရှိဘက်ကမှ KNU တပ်မှအုံအဓိကစိုးမိုးထားပါတယ်။ PDF နဲ့ KNU ဟာရန်ကုန်မန္တလေးလမ်းဟောင်းအထိတိုးချက်စီးရေလှုပ်ရှားလာနေခြင်းဖြစ်ကြောင်းကိုမကြာသေးမီကဖြစ်ပွားသွားတဲ့ပိုးရွှဲတိုက်ခိုက်မှုကသက်သေပြနေပါတယ်။ PDF နဲ့ KNU ပူးပေါင်းတပ်များတိုက်ခိုက်ခဲ့တဲ့ရန်ကုန်မန္တလေးလမ်းဟောင်းဘက်ကစစ်စခန်းတွေကတော့ဇေယဝတီမြို့ပေါ်ဘူရာနီကစစ်စခန်းဇေယဝတီတကြားဆက်တထေးကုန်းရွာတော်ဝိရွာဖျားကြီးကုန်းရွာမြောက်ကုန်းတဲနဲ့တာယာကုန်းရွာရှိစစ်စခန်းတို့ဖြစ်တယ်လို့ ။ NUG ရဲ့အမှတ်နဲ့စစ်ဒေတာကွက်လောက်ခံ PDF နဲ့နှီးစက်တဲ့စီးရီးသတင်းမြစ်တွေကပြောပါရယ်။တော်ဝိရွာဟာညောင်လေးပင်မြို့နယ်မှာအကျုံးဝင်ပြီးမြောက်ကုန်းတဲ့ဟာဖြူးမြို့နယ်ထဲမှာပါဝင်နေပြီးတော့တထေကုန်းဖျားကြီးကုန်းနဲ့တာယာကုန်းရွာတို့မှာကြောက်တကားမြို့နယ်ထဲမှာပါဝင်နေပါရယ်။စခန်း9ခုစလုံးကရန်ကုန်မန္တလေးလမ်းဟောင်းဖြတ်တန်းရရွာများမှာအများစုရှိတာဖြစ်ပါရယ်။အမှတ်နဲ့စစ်ဒေတာကွက်လောက်ခံ PDF နဲ့နှီးစက်တဲ့သတင်းမြစ်ကတော်ဝိရဲ့တထေကုန်းရဲ့ဖျားကြီးကုန်းရဲ့ဇယောက်ရီဘူရာရဲ့ကတော့စခန်းကြီးတွေ အဲ့ဒီစကန်တွေကိုဝင်တိုက်တယ်ရန်သူကိုချိန်မုံးတယ်တချို့ကရန်သူမိတာလည်းရှိတယ်ထွက်ပြေးတာလည်းရှိတယ်ကြာဆုံးတာလည်းရှိပါတယ်စကန်ကနေပစ္စည်းရသလောက်ယူတယ်မိရှုပ်ဖြစ်စီတယ်ပြန်စွန့်ခွာတယ်လို့ပြောဆိုထားပါတယ်စစ်စကန်တွေကိုစီးနေနိုင်တော့လဲစကန်တွေကိုဆက်လက်ထိန်းသိမ်းတက်ဆွဲဖို့အဆင်မပြေတာကြောင့်ဖြက်စီးပြီးပြန်လဲစွန့်ခွာလာကြတယ်လို့ PDF သတင်းမြင့်ချုပ်ထံကသိရပါတယ်ကျွန်တော်တို့ထိုင်လို့မရဘူးထိုင်ရင်လည်းတိထက်အင်အားများတာနဲ့မရရအောင်ပြန်တိုးလာနိုင်တယ် အဲ့ဒီအခြေအနေရှိတယ်လို့ PDF စီရေးသတင်းမြက်ကပြောပြထားတာဖြစ်ပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့တောင်ပိုင်းတိုင်းအမှတ်နှစ်စစ်ဒေသခွဲမှုဦးတင်ဦးကလည်းရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ကစခန်း9ခုထက်မနည်းကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခြင်းက2025ခုနှစ်မှာဒုတိယကြိမ်လှုပ်ဆောင်တဲ့ပူးပေါင်းစစ်ဆင်ရေးဖြစ်တယ်လို့ပြောပြထားပါတယ်။ပထမကြိမ်ပူးပေါင်းတိုက်ခိုက်မှုကို2025ခုနှစ်ဖေဖော်ဝါရီလ25ရက်ညအချိန်မှာဖြူးမြို့နယ်နဲ့ကြောက်တကားမြို့နယ်မှာရှိတဲ့ ရန်ကုန်မန္တလေးကာလန်းကြီးကရွာတွေမှာ PDF နဲ့ KNU ပူးပေါင်းတပ်များကဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိက PDF ဘက်က၁ဦးသေဆုံးတယ်လို့အမတ်နဲ့စစ်ဒေသကွဲရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဇော်လ၂၄ရက်ညကဖော်ဆောင်တဲ့ဒုတိယကြိမ်တိုက်ပွဲမှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထက်မနည်းသေဆုံးခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရကရဲအုပ်တအုပ်အပါအဝင်စစ်တုံးပန်း3ဦးအရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာတော့ တော်လိုင်းပူပေါင်းတပ်ဘက်ကရဲဘော်တို့ထေဆောင်ပြီးနှစ်ဦးတန်ရာရရှိတယ်လို့ NUG ကဝေးဝင်ကြီးဌာနရဲ့ဇွန်လ25ရက်ထုတ်ပြန်ချက်တွေအရသိရပါဗျ။ PDF ကရန်ကုန်မန္တလေးလမ်းဟောင်းမှာဒုတိယကြိမ်တိုက်စစ်ဆင်နေစမှာပဲ။စစ်ကောင်စီဘက်ကလည်းဇွန်လ26ရက်မှာအင်အားနေရာနဲ့နက်တန်ကွင်းကြောက်ကြီးကားလမ်းကိုပြန်ထိန်းချုပ်နိုင်ဖို့ကြောက်ကြီးမြို့နယ်မှာစစ်ကြောင်းထိုးလာပါဗျ။အဲ့ဒီစစ်ကြောင်းကိုတော့ PDF ဘီဝါ25ကုတ်ကဲမှုအောင်မှာရှိတဲ့တယင်း3900နဲ့အထူးကွန်မန်ဒိုတယင်း Spring Warriors Scotland နဲ့ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်ရှင်းနဲ့တရင်ကိုတို့ကပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရမှာ9ဦးသေဆုံးပြီးစစ်တုံးမှန်း22ဦးဖမ်းမိခဲ့ပါတယ်။လက်နက်မျိုးစုံ28လက်နဲ့ခဲယမ်းများအခြားစစ်တုံးပစ္စည်းအများအများကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ PDF သတင်းမြစ်ချို့ထံကသိရပါတယ်။အဲ့ဒီတိုက်ပွဲမှာဒီဝ24နဂရီစစ်ကြောင်းအာလာဝကတရင်အမှတ်3503တရင်ဖြူပကပဗျူဝ25အမှတ်3900နဲ့တရင် Spring Warriors Scotland KNL တရင်ကို ်ဗီဝ26လောက်ခန်းတော်ဝင်တောင်းတရင်နဲ့တော်ကြီးကန်းတရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ NUG ကာဝေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။တိုက်ပွဲမှာတော်လိုင်းတက်များဘက်ကစစ်ကောင်စီတပ်ကိုအထိနာအောင်အထိတိုက်ခိုက်နိုင်ရန်ကစိတ်တဲ့ရည်ရကြောင်ဖြစ်တယ်လို့ NUG တောင်ပိုင်းတိုင်းအမတ်နစ်စစ်တေသခွဲမှုဦးတင်ဦးကပြောပြထားပါတယ်။၎င်းကဆက်ပြီးပြောဆိုရမှာတိုက်ပွဲတွေနိုင်ချင်းရှုံညင်ကတော့အဓိကကစိတ်ထက်ပေါ်မှာမူတည်ပါတယ်လို့ဆိုပါတယ်။စစ်တောင်းမြဝန်ခြေဆိုင်ပြည်ထောင်များနဲ့နှီးစက်တဲ့စီးရီးသတင်းမြေကတော့ စစ်ကောင်စီတများအထိနာတဲ့အဓိကအကြောင်းရင်း၄ချက်ရှိတယ်လို့ဆိုပါရတယ်။အဲ့ဒီအကြောင်းရင်း၄ချက်ကတော့နံပါတ်၁စူပေါင်းဆက်ပေါင်းရေးစခန်းထိုင်နေခြင်း၊နံပါတ်၂အချင်းချင်းယုံကြည်မှုနဲ့ရဲဘော်ရဲဘက်စိတ်မရှိခြင်း၊နံပါတ်၃လက်နက်ခဲယမ်းရရှိမှုနှေးပါခြင်းနဲ့နံပါတ်၄တွင်လည်းအပြန်အလှန်ကူညီမှုမရှိခြင်းတို့ဖြစ်တယ်လို့ PDM များနဲ့နှိစက်တဲ့စီးရီးသတင်းမြစ်ကရှင်းပြထားပါရတယ်။စစ်စခန်းများမှာစစ်ကောင်စီအတွက်အမာခံတိုက်မဲ့သတင်းစစ်သားဆက်စစ်မှဆဲဥက္ကဋ္ဌရှိပြီးအများစုဟာပြူစောထီများ ရဲများနဲ့ပြည်သူစစ်မှုထမ်းအဖြစ်စုဆောင်းခံထားသူများဖြစ်တယ်လို့ PDF တရင်သတင်းမြစ်ကဆိုပါတယ်။ဖမ်းဆီးရမိတဲ့စစ်တုံးမှန်တွေထဲမှာအသက်ကြီးသူများပါပါဝင်နေတယ်လို့သိရပါတယ်။မတူညီတဲ့အင်အားစုတွေကိုစုစည်းထားတာကြောင့်စစ်ကောင်စီရဲ့တပ်စခန်းမှာရှိတဲ့တပ်ဖွဲ့ဝင်တွေဟာအချင်းချင်းရဲဘော်ရဲဘက်စိတ်နေတယ်လို့ယုံကြည်မှုလဲနေကြတယ်လို့ PDF စီရေးသတင်းမြစ်ကသုံးသပ်ထားတာဖြစ်ပါတယ်။တင်းစီရမီတဲ့လက်နက်ခဲယမ်းများကိုကြည့်ပါကလည်းကိုမမကြည့်ထဲတုံးတဲ့ဦးစီးတနက်ဒီဇိုင်းပုံစံတနက်နဲ့ခြေမုံးကြီးရိုင်ဖယ်ချို့တာပေးထားပြီး ဖြစ်အပြင်းလဲနဲ့များဖြစ်တဲ့ပခုံးထန်းလောင်ချာနဲ့ဆက်တဲ့ကြီးများမတွေ့ရဘူးလို့ PDS စီရေးသတင်းမြစ်ကပြောပါရယ်တိုက်ပွဲဖြစ်ပွားနေစဉ်အတွဲမှာလည်းစစ်ကောင်စီတပ်တွေဟာအပြန်အလှန်စစ်ကူပေးမှုမရှိဘဲကိုစကန်အတိုက်မခံရရေးသာအာယုံစိုက်နေတယ်လို့ပြောပါရယ်စကန်တခုနဲ့တခုကနီးနီးလေးပါစစ်တောင်းမြေဝဲမှာသူတို့ကတဲ့စကန်တွေဆိုရင်ဟိုဘက်ရွာဒီဘက်ရွာမြင်နေရတယ်တချို့ရွာတွေဆိုရင်တမိုင်အတွဲမှာရှိကြတာပါတချို့ရွာတွေဆိုရင်ဆက်ဆက်လူနေပါရှိကြတယ်အဲ့ဒီလိုရှိတာတောင်ဒီစကန်တခုကိုတိုက်တယ်ဆိုရင်ဘေးစကန်ကစစ်ကူမလာနိုင်ဘူးလို့ပြောပါရယ် စစ်ကုံမလာကြခြင်းဟာညအချိန်ဖြစ်နေတာကြောင့်ကြားဖြတ်တိုက်ခိုက်ခံရမှာစိုးရိမ်ခြင်းဖြစ်နိုင်တယ်လို့စစ်ကောင်စီတပ်သားများဖို့မိမိစခန်းမကြရေးဦးစားပေးခြင်းလည်းဖြစ်နိုင်တယ်လို့ PDS စီရေးသတင်းမြစ်ကသုံးသပ်ထားပါတယ်။စီးလေးလာနေတဲ့မြမတုတ်တီတီအမျိုးသားတူကတော့စစ်ကောင်စီတပ်ဟာနေမြေစိုးမှုမှုရရှိနိုင်ဖို့ရန်ကုန်မန္တလေးကားလမ်းတစ်လျှောက်မှာစခန်းငယ်များဖြန့်ချထားတယ်လို့ဆိုပါတယ်။ PDS တွေဟာစစ်ကောင်စီရဲ့စခန်းငယ်တွေကိုတိုက်ခိုက်ခြင်းဖြင့်စစ်ကောင်စီအတွက်စခန်းငယ်များမထားရအောင်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်း၎င်းကသုံးသပ်ထားပါတယ်။ စခန်းငယ်တွေတိုက်ခိုက်ရတာများလာရင်စစ်တပ်ကစခန်းအငယ်တွေကိုမထားရတော့ဘူးစခန်းအကြီးတွေပြန်ဆုတ်ရတော့မယ်ရင်းကစခန်း20ထားတဲ့နေရာမှာစခန်းကြီးတစ်ခုပဲထားတဲ့အထိပြန်ဆုတ်ရတာပေါ့အဲ့ဒီအခါနေမြေထိန်းချုပ်နိုင်မှုရော့ကျသွားတဲ့ဟာကွက်ကြီးပေါ်လာတယ်လို့စီးလေးလာနေတဲ့မြန်မာတုတ်တေတီအမျိုးသားတို့ကဆိုပါတယ်ထို့ကဲ့သို့စခန်းငယ်များအားဆစ်ဆင်တိုက်ခိုက်ခြင်းကိုမြန်မာနိုင်ငံမှာစစ်တပ်အာဏာမသိမီကာလများကရခိုင်ပြည်နယ်မှာအာရခတတော်အေကလှုပ်ဆောင်ခဲ့ဘူးတယ်လို့လည်း၎င်းကဆိုပါတယ်ထို့စဉ်က အေကိုစစ်တပ်ကိုမတိုက်ဝန်ပဲရဲတပ်ဖွဲ့ဝင်များကသာတိုက်ခိုက်သူလို့စစ်တပ်ထောက်ခံသူတွေဟာ Facebook လူမှုကွန်ရက်မှာလှောင်ပြောင်ခဲ့ကြတယ်လို့စီးရင်လည်လာနေတဲ့မြန်မာသူတေတီအမျိုးသားတူကပြောပါတယ်စစ်ကောင်စီတပ်ဟာဘကိုးတိုင်းအရှိချမ်းမှာတိုက်ခိုက်ခံရသလိုဘကိုးတိုင်းနောက်ချမ်းမင်းလားမြို့နယ်မှာလည်းရန်ကုန်ပြည်လမ်းပေါ်မှာအဆင့်မြင့်ရရှိလေးဦး PDM များရဲ့တိုက်ခိုက်မှုခံထားရပါတယ်အဲ့ဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်ဇွန်လ20ရက်မှစတင်ကအင်အား400ကျော်နဲ့စစ်ကြောင်းထုတ်မှုများလှုပ်ဆောင်နေခဲ့ပါတယ် စစ်ကောင်စီရဲ့တာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအပါအဝင်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဒူရဲမွန်းနဲ့စစ်ဦးစီးပထမအတန်းရာရှိတို့မဲလာမြို့နယ်တကစစ်ကွင်းတာဆောင်စစ်ဆေးရေးဂိတ်မှာဇွန်လ16ရက်က PDM ရဲ့တိုက်ခိုက်မှုအတွင်းတေဆုံးသွားပြီးတဲ့နောက်စစ်ကောင်စီဘက်ကတုံ့ပြန်လာခြင်းဖြစ်ပါတယ်။စစ်ကောင်စီတဟောင်းရန်ကုန်ပြည်လမ်းမှာပဲခူးရုံမှတောင်ချီသို့ဥတီ၍စစ်ကြောင်းထိုးနေပြီးရွာရှိရွာထက်မင်းအားဝင်ရောက်ပြီးအရက်သားနေအိမ်တွေကိုမိရှို့ထားခဲ့တယ်လို့ဘကိုးတိုင်းနောက်ချမ်းတာယာဝတီခရိုင်အခြေစိုက်တဲ့ PDM ရဲ့သတင်းမြင့်များကဆိုပါတယ်။ ပဲခူးတိုင်းတွင်မကြာခဏတိုက်ခတ်ခံရပြီးတိုက်ပွဲမှာထိခိုက်သေးချေမှုနဲ့စစ်တုံးမများအဖမ်းခံရသည့်အထိအထိနာနေတဲ့စစ်ကောင်စီတပ်အနေနဲ့အောင်ပွဲပြန်ရရန်ဆွမ်းဆောင်နိုင်ခြင်းရှိမရှိကိုတော့ဆက်လက်စောင့်ကြည့်ရပွဲရှိနေတယ်လို့စစ်ရေးလေလာသူအချို့ကပြောဆိုထားတာပဲဖြစ်ပါတယ်။